ဒီပတ်ပြည်သူများရှင့်ကျမတို့ကခု2025ငားလာပိုင်းကိုရောက်ရှိလာပြီပေါ့နော်။ဒီပတ်ပြည်သူများဒီနေ့မှဆိုရင်လာစာလေးတွေထုတ်ပြီးလောက်ပြီးလို့ထင်ပါရဲ့ရှင့်။ဝင်နှန်းလေးပဲပေါ့နော်နာဂစားတွေရဲ့ဘဝမှာဆိုရင်နာစာထုတ်တဲ့နေ့မှာပဲအကျွေးဆက်တယ်လို့အခြေအနေရှိရပါတော့ကမိဘပြည်သူများအားလုံးလည်းဒီကိစ္စလေးကတော့ဒီနေ့မှာခံစားမိမယ်လို့ထင်ပါတယ်ရှင့်ဒီနေ့မှာဆိုရင်ဝင်နှန်းတွေဟာအကျွေးဆက်ကြတယ်တချို့ဆိုရင်ရွှေရွှေဆက်ရွှေတော့ပေါင်ထားတာရှိရပါတော့အားလေးပြန်ပြီးတော့အတိုးလေးတက်တယ်ရွှေတယ်ဆက်တယ်ပြောအဲ့လိုကိစ္စလေးလောက်ကြတာပေါ့နော်ပြီးတော့ဒီနေ့ကထီလဲထွက်မှာဖြစ်တဲ့အတွက်အစိုးရဝင်နှန်းတွေနိုင်ငံဝင်နှန်းတွေမိဘပြည်သူအားလုံးပဲထိစုကြည့်ရပေါက်ပါစေလို့လည်းကျွန်မအနေနဲ့ခါးလေးဆုတောင်းပေးပါတယ်ရှင့် ထိပောက်တဲ့ခါကျရင်လည်း over aim line လေးတွေဝက်ချမ်းပြီးတော့ဘဝတသားရဖြတ်သန်းနိုင်ပါစေပေါ့ရှင်။ကျမတို့အစီဥစားပေါ့လူလက်တန်းစားတွေအစီကံလူလက်တန်းစားတွေတော့ကဒီထိထိပောက်တဲ့ကိစ္စရက်လေးကကျမတို့ဘဝအတွက်ကိုတကားလေးတစ်ချက်ပွင့်တယ်လို့မျှော်လင့်ချက်လေးဖြစ်တာဆိုတော့လေဒီနေ့မှာထိပောက်ကြပါသေးလို့ဆုတောင်းပါရှင်။ကျမတို့တော့ထိဆိုင်ဖုံးမဆက်လာသေးဘူးဒီလလည်းမပောက်သေးဘူးတူပါရှင်။ဟောဒီနေ့မှာကျမပထမဆုံးတင်ဆက်ပေးချင်တာကတော့ပြည်သူတို့ဆိုတဲ့အစီအစဉ်လေးဖြစ်ပါတယ်။ကျမတင်တင်ဆက်ရင်လည်းပြည်သူတို့ဆိုတဲ့အစီအစဉ်လေးတစ်ခုကြားညက်ပြီးတော့ပေါ့နော်။အလင်းတင်တယ်လို့တင်ဆက်ဖို့တော့ကိုရွေးချယ်ထားပါတယ်။ပြည်သူတို့အစီအစဉ်ကဘာလဲဆိုတော့ နိုင်ငံတော်အစိုးရလုပ်နေတဲ့လှုပ်ဆောင်ချက်ထဲမှာပြည်သူအတွက်အကျိုးရှိစေမယ့်ကိစ္စလေးတွေရှိရဲဆိုရင်ကျွန်မပြည်သူတို့ဆိုတဲ့အစီအစဉ်လေးရလေပြောတင်ဆက်ပေးမှဖြစ်ပါရှင့်နံပါတ်၁ကတော့ဒီနေ့အရေးကြီးပါတယ်ဒီနေ့ဒီပေါ်တော့ဒီလှုပ်ဆောင်ချက်လေးကအင်မတန်အရေးကြီးရဲ့ရှင့်ဒီနေ့မှလှုပ်သွားခဲ့တဲ့လှုပ်ဆောင်ချက်ကအင်မတန်အရေးကြီးရဲ့အဲ့ပါလဲဆိုတော့နိုင်ငံတော်ပိုင်းအစအုပ်တွေကိုအသက်တည်ဆောင်ခြင်းဆောင်ရွက်တဲ့ခါမှာငလင်တန်ခံနိုင်ဖို့အတွက်ကိုဆောင်ရွက်တော့မယ်ဆောက်လုပ်မယ်ဆိုတော့သိရပါရှင့်တုံခဲ့တဲ့ မတ်လ28ရက်မှာလှုပ်ခဲ့တဲ့ငလင်ထက်ကိုနည်းနည်းလေးမြင့်တဲ့ငလင်ထံအထိခံနိုင်အောင်လို့အဆောက်အဆောက်အုံလို့ဆောက်လုပ်တော့မှဖြစ်ပါရဲ့ရှင်။ငါကတော့ budget ကိုလည်းပို့ပြီးတော့သုံးပြီးတော့ဆောက်အောင်လို့ထင်ပါတယ်။ဒါကြောင့်လဲဆိုခံရအောင်ဆောက်လို့ရှင် budget ကတော့ပို့သုံးရတဲ့တဘာဝရှိရပါတော့။အဲ့ဒီသတင်းလေးကိုကြတော့ဒီနေ့ညမတန်မှာဒီနေ့မေလ10ရက်နေ့မှာတင်ညာတော့ခဲ့ပါရှင်။ဒီတော့မိဘပြည်သူအနေနဲ့ကမှတ်သားထားတဲ့နာက2025မေလ10ရက်နေ့မှာနိုင်ငံတော်ကငလင်ထံခံနိုင်တဲ့နိုင်ငံတော်ပိုင်အဆောက်အုံလေးပေါ့နော်။နိုင်ငံတော်ပိုင်အဆောက်အုံလေးကို၈တက်၈ ठी ပေါ့။အင်အား၈ ठी ရှိတဲ့ငလင်ထံခံနိုင်အောင်ဆောက်မှဖြစ်ပါတယ်။ဒါကြောင့်2025မှာပြန်ဆောက်တဲ့နိုင်ငံတော်ပိုင်အဆောက်အုံမှန်သမျှဒီ ် register space 8ထိခံနိုင်တဲ့အဆောက်အအုံဖြစ်ရမယ်ရှင်အဲ့ဒါကိုကျွန်တော်တို့မှတ်သားထားရမယ်အဲ့ကြလေဆိုကျမနိုင်ငံကပြည်ရွေကြောကြီးပေါ်မှာရှိရတဲ့အတွက်ကျမတို့လုံခဲ့တဲ့များမကြခင်ကာလကကြုံခဲ့တဲ့အရာကျမတို့မျိုးဆက်ကြထက်ကြုံနိုင်ရဲ့အဲ့ချိန်ကြလို့ရှိရင်6လောက်လောက်တော့ပြိုသွားတယ်ဆိုတော့ဒါတာဝန်ယူရမယ့်အပိုင်းဖြစ်သွားပြီနော်ရှစ်ထိခန်းတာကိုဆောက်ထားတယ်မဟုတ်လားရှစ်ထိခန်းကိုခံနိုင်ရမယ်ရှင်ဒါကျမတို့မှတ်သားထားမယ့်ကိစ္စလားဖြစ်ပါတယ်ဒါကြောင့်ကျမပြောတာနိုင်ငံတော်ကလုံဆောင်ချက်တွေကိုကျမတို့မှတ်သားထားဖို့လိုတယ်ဆိုတော့အဲ့လေပြောတာပါရှင်ဒီကမှပြန်ပြီးတော့ထောက်ပေးရမှာပေါ့နော်ပြီးတော့နောက်ဖြစ်တစ်ခုကကြတော့နိုင်ငံတော်ရဲ့လုံဆောင်ချက်ပေါ့နော်ဒါလည်းအရေးကြီးရဲ့ရှင်အဲ့ပါလဲဆိုတော့ဒီငလင်းလောက်တဲ့အခါမှာ အိမ်နောက်စုလူရည်စင်းနေနိုင်ငံသားမှတ်ပုံတယ်ပေါ့ပျောက်ကုန်ကြတယ်ပျက်စီးကုန်ကြတယ်ပြန်မရတဲ့အခြေအနေဖြစ်ပါတယ်မှတ်ပုံတယ်မရှိလို့ချင်းခရီးတော်သွားလို့မရအောင်နိုင်ငံတစ်ခုမှာမှတ်ပုံနိုင်ငံသားတယောက်မှာမှတ်ပုံနေရှိဖို့ရေးကြည့်ရပေါ့နော်အဲ့တော့အခုဒီကိစ္စလေးနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ကနေပြီးတော့လာဝကဝန်ထမ်းတွေကစောက်ချောက်ရေးစခန်းတွေထိလာပြီးတော့မှတ်ပုံပြင်လေးပြုလုပ်ပေးနေပါရှင့်အခုလည်းပြုတ်လို့ပြနေတဲ့အခါမှာအိမ်အောင်စု1986စုအတွက်အိမ်အောင်စုလူရည်စင်းနေတဲ့နိုင်ငံသားစစ်စီကပ်ပြားတွေကိုရက်အကန့်အသတ်မရှိပြုတ်လို့ပြနေတယ်လို့သိရပါရှင့် မပုံတင်လေးရက်လုပ်ပေးတာဖြစ်တဲ့အတွက်ပြီးတော့ဒီရုံးကိုသွားစရာမလိုလာဝကဝန်ထမ်းတွေကိုယ်တိုင်ကဒီစခန်းတွေကိုရောက်လာပြီးတော့လုပ်ပေးတာဖြစ်တဲ့အတွက်ဒီဘက်ပြည်သူနဲ့ပြုလုပ်ဖို့အတွက်ကိုလည်းမပုံတင်လေးပြန်လုပ်ကြဖို့အတွက်ပေါ့နော်ကျွန်မတိုင်တွန်းချင်ပါရှင်ရုပ်တံတကယ်ရုပ်တံဖိုင်လေးကျွန်မပြတ်တာထားပါရဲ့လုံဆောင်ပေးနေတဲ့အရာလေးရှိရတဲ့အတွက်အားလုံးပဲမပုံတင်လေးတွေပြန်လုပ်နိုင်ဖို့အတွက်အစီအပြေချုံးဝေမယ်လို့ထင်ပါရှင်နောက်ထပ်နိုင်ငံတော်ရဲ့လုံဆောင်ချက်လေးကတော့အခုဒီ grade တွဲပြန်လဲဖြေဆိုမဲ့ကျောင်းသားလေးပေါ့နော်မန္တလေးမှာဆိုရင်ပြန်ပြီးတော့ကျောင်းတက်နေကြပါပြီရှင်အဲ့ဒီညီငွေလေးတွေကျွန်မပြတ်တာထားပါမယ်ဒါနိုင်ငံတော်မှာ နိုင်ငံပိုင်မီဒီယာတွေကထုတ်ပြန်ထားဖြစ်ပါရှင့်မီဒီယာအခြေအနေတခုပေါ့နော်ဒီလိုပြန်ဖြေဖို့အတွက်ကိုအခုဆိုရင်ဆန်းရီတာဆန်မှာဆိုရင်အထက်ကကြောင်း9ကြောင်းမဟာအောင်မြင်မှာဆို3ကြောင်းချမ်းမြတာစီမှာဆို7ကြောင်းဒီကြီးတကောမှာဆို8ကြောင်းအဲ့ဒီကြောင်းနေမှာပေါ့နော်ကလေးတွေကိုလက်ခံပြီးတော့ပညာသင်ကြားပေးနေပါရှင့်နိုင်ငံတော်ကနေပြီးတော့ဒီလိုစီမံပေးရတဲ့အခါမှာတချို့ကျွန်တော်တို့သတင်းတွေကြားပါတယ်တောင်းအောင်သွားပြောတဲ့အခါမှာလက်မခံတဲ့ကိစ္စရဲ့လေးတွေရှီကောင်းရှီနိုင်တယ်ရှီနေတယ်လို့ကြားရတယ်ပေါ့နော်ဒါပေမဲ့အတိပြုနိုင်မှုအတွက်တော့ဘယ်လိုဆိုင်မှာကျွန်တော်တို့လလန်းမပြီးသေးပါရှင့်ဒါကြောင့်တကယ်လို့ကိုကပြန်ဖြေခြင်းနဲ့နော်ဆံပွဲပြီးခဲ့တဲ့အခါကဆံပွဲကိုပြေဝဖြေခဲ့တယ်ကျောင်းသားလည်းဖြစ်တယ်ဘာသာစုံပေါ့နော်ပြန်လာဖြေခဲ့တယ် ကိုကအခုချိန်ပြန်ဖြေးချင်တော့ကျွန်တော်လက်မခံဘူးဘာလို့ဖြစ်လဲဆိုတော့ကျွန်တော်တို့တက်တဲ့နေတကွာတိုင်ကြပါရှင်ဒီတိုင်းတော့လေနဲ့လာတိုင်လို့မရဘူးဘောနော်တို့နှစ်နာမှုတွေဖြစ်မှာဆိုလို့ပါရှင်ကျွန်တော်တို့သခင်ဆိုတာကတက်တဲ့ရှိမှသာပြင်ဆက်ပေးလို့ရတာပါတက်တဲ့မရှိရင်ဒါကကောလာဟာလာဖြစ်နေတဲ့ဘောထားပြီးတော့ကျွန်တော်တို့နောက်မှခြံခဲ့ရပါတယ်ရှင်ဒါကကျွန်တော်တို့လုံးလုံးလုံးနေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့လည်းနားလေပြီးတော့တက်တဲ့ခိုင်လုံးမှသာတိုင်ကြဖို့အတွက်လည်းကျွန်တော်တိုက်တွန်းချင်ပါတယ်ရှင်ဒါလေးကတတိယလှုပ်ဆောင်ချက်လေးဖြစ်ပါတယ်စလုံးထလှုပ်ဆောင်ချက်လေးကတော့ ဒီလောက်ဆောင်ချက်ကိုကျွန်တော်ဘာကြောက်ပြပြရမလဲဆိုရင်အခုဒီရဲ့ဘက်မှာကောလာဟာလာရန်ထွက်နေလေအနိုင်ငံတော်ကအဓိကတော့ပြည်ပြင်းမီဒီယာရဲ့တင်တာပေါ့နော်ဝန်ထမ်းတွေကနိုင်ငံတော်ကလှည့်တာမကြည့်ဘူးဘယူးမဆိုင်ဘူးနော်လူကြီးကြီးကြတော့တို့ကဗာလေအိမ်ငှားနေတယ်ဝန်ထမ်းတွေကချက်တောင်လာမကြည့်ဘူးစသဖြစ်ပေါ့နော်အဓိကတော့ဒီလိုမျိုးအချိန်ခါခေါင်းမှာတို့တို့တက်အချိန်ခါခေါင်းလို့တတ်မှတ်တာပေါ့တို့ကလေအစိုးရအခက်တို့အချက်လုပ်နေကြတာပေါ့နော်အစိုးရအခက်ပြည်ပြင်းအချက်ပေါ့ရှင်ပြောနေကြတာလုပ်နေကြတာပေါ့နော်ဒီတော့ ်တွေးခွဲတာပေါ့နော်နိုင်ငံတော်ကလည်းရှင်းပြရင်အစိုးရရုံတွေကပြိုသွားတာလေဒီကအစိုးရရုံတွေကပြိုသွားတယ်တကယ်ကိုရလို့ရှိပါတယ်ဆိုတော့ဒီတော့မှဟိုမှာတဲလေးနဲ့သပွဲလေးနဲ့လုပ်နေတဲ့အခြေအနေတစ်ခုဆိုမှတော့အားလုံးကိုတင်းပြကျပ်ဖြစ်လုပ်ဖို့အတွက်ကတော့သူတို့မှအခက်အခဲရှိရတော့အမှန်ပဲရှင့်အဲ့လိုအခက်အခဲရှိရဲ့ပါမှာကျမတို့ကလေ ကျမတို့အမြဲတမ်းပတ်လိုက်တယ်။သိလားကျမတို့မီဒီယာတွေပြည်တွင်းမီဒီယာတွေအမြဲတမ်းပတ်လိုက်တယ်။ဘယ်လိုပတ်လိုက်လဲဆိုတော့ကျမတို့ပြည်ပြည်သူဘက်ကိုလိုက်တယ်။နိုင်ငံဝင်တဲ့ဘက်ကိုလိုက်တယ်။ကျမတို့အဲ့အာဏာရှိတဲ့သူတွေတကယ်စီမံကြရတဲ့သူတွေဘက်ကိုတကားမှမလိုက်ဘူး။နော်အဲ့တော့အပြစ်ပြောတာချင်းကျမတို့ဒီဘက်ကအာဏာရှိတဲ့သူတွေကိုပဲအပြစ်ပြောဖြစ်နေအများရတယ်ပေါ့နော်။ဒါပေမဲ့အဲ့လိုမျိုးမြဲနေလုပ်နေရတဲ့ကတင့်တော်တဲ့ကိစ္စတော့မဟုတ်ဘူးရှင်သိလား။သူတို့ကလည်းခက်ခဲဆိုရှိပါတယ်။အားလုံးကိုတင်းပြချက်ပြီးတော့လုပ်ပေးချင်တော့ပါရှင်။အားလုံးကကိုယ့်လက်ထက်မှာအစဉ်ပြေချောင်းလို့သားရအေးချမ်းဆိုတာလူချင်းကြတာချင်းပဲ။နော်ပြီးတော့ဒီယာဓုရလည်းရှိတဲ့သူတွေကလည်းအခြေခံဝင်တဲ့ဘဝတွေပဲအစဉ်စဉ်တက်လာတဲ့အတွက်သူတို့ကလည်းကိုကျင်းစာစီလို့ဆိုတာရှိပါတယ်ရှင်။ပြီးတော့ဟိုဆိုးတဲ့ အထက်လူကြီးမရှိတော့မဟုတ်ရှိတော့ရှိပါတယ်ဒါပေမဲ့အထုပ်အထက်လူကြီးတွေကလည်းလက်အောင်မဲ့သားပေါ်မှာငယ်ညာတက်တက်တွေရှိပါတယ်ရှင်နော်တော့အခုဒီကောလာဟာလာရေးအများပြန့်နေတဲ့အတွက်ကျမနိုင်ငံတော်ကဘာလို့လုပ်နေလဲဆိုတာလေလေလာဖြစ်ပါရဲ့ရှင်လေလာဖြစ်တဲ့အခါမှာမင်းရဆိုင်းဝင်ကြီးဌာနပြည်သူ့ဝင်ကြီးဥပဒေကိုနေရဆိုရင်မန္တလေးငယ်လေးကြီးလှုပ်ခတ်မှုကြောင့်တိကနေ့နာဆုံးရှုံးခဲ့ရတဲ့ဆိုင်းဝင်ကြီးဌာနမှာရှိတဲ့ဝန်ထမ်းမိသားစုတွေအတွက်ကိုတတိယအကြိမ်မြောက်ထောက်ပံ့ခြင်းနဲ့စားနေရှိခါလေးပေးအပ်ခဲ့တဲ့အခမ်းအနားလေးကျင်းပခဲ့ပါရဲ့ရှင်အမှတ်တမ်းရုပ်တံလေးကျမပြသပါမယ်နော်တတိယအကြိမ်မြောက်ရှိပြီထောက်ပံ့တာလေးတတိယအကြိမ်မြောက်ရှိပြီ ပြီးတော့နိုင်ငံတော်ကဝန်ထမ်းတွေကိုဖိထားတာမဟုတ်ဘူးရှင့်။ဒါကျမတို့ကမြင်တော်မြင်တဲ့တိုင်းပြောပြရအောင်နော်။ဖိထားတာမဟုတ်ဘူး။တို့လောက်တဲ့လုံဆောင်ချက်ကအပြည့်အဝတိုက်ရောက်ခြင်းမရှိတရားလို့ပဲမြင်တယ်။တမင်တိထားလိုက်စမ်းဆိုပြီးတော့ရုပ်မှားထားတာမဟုတ်ဘူး။အားလုံးကိုလိုက်လုံနေရဆိုရင်မကွက်ပြစ်မနေနိုင်သေးတာ။ပြီးတော့ကျမတို့ကဘလို့ပဲဖြစ်ဖြစ်ဝန်ထမ်းတွေလည်းအဆင်ပြေစေခြင်းနဲ့လုံဆောင်တွေကလည်းအဆင်ပြေစေခြင်းတော့ကျမတို့ကကုညီဆောက်ရှောက်ပေးဖို့ပဲရှိပါတယ်။လူကြီးကြီးမစီစဉ်မိနိုင်တဲ့ခံခံနာလေးဆိုကျမတို့ပြည်သူအသံတွေနဲ့တက်ဆက်ပေးမယ်။အဲ့ဒီမှာအလူရှင်လေးရလာတယ်ဆိုရင်အားလုံးအဆင်ပြေတာပေါ့ရှင့်။ဒါကတော့အကောင်းဆုံးကုညီမှုလို့ပဲထင်ပါတယ်။ပြည်ပအနေထားပြီးတော့ရှောက်ပေါ်လာတော့လွယ်တာပေါ့ရှင့်။သူကလည်းရှောက်အောင်မှထမင်းစားရတာလေ။ တို့တို့ကရှောက်အောင်မထမင်းစားရလားရှင်သိလားခါကြရင်ဘာဖြစ်လို့များလဲနေတော့ဒါလေးကစဉ်းစားဖို့လိုပါတယ်ကိုရီအချင်းချင်းမှာခက်ခဲမရှိမှုရှိရဒါပေမဲ့လည်းဒါလေးကျမတို့ပြည်သူတန်အနေနဲ့တက်ဆက်ပေးရပါလေနိုင်ငံတော်ကဝန်ထမ်းတွေနိုင်ငံဝန်ထမ်းတွေဘာခက်ခဲနေလဲကျမတို့လောက်တက်ဆက်တာကျမတို့ပဲရှိရဟုတ်တယ်နော်ဘာလိုက်ဆရာရှိရင်လည်းကျမတို့ကနိုင်ငံဝန်ထမ်းတွေဘက်ပဲလိုက်တယ်ပြည်သူဘက်ပဲလိုက်တယ်ဟုတ်တယ်မလားပြီးတော့ကျမတို့ကအခုလိုရပါတယ်ရှင်သိလားအခုလိုရပါတယ်နော်တို့ပြောစတိုင်းသွားနှောက်ထောင်ပြီးတော့နားရဲကိုအစိုက်တွေဝင်ပြီးအလကားပဲရှင်သိလားပြီးတော့ကျမပြောပြမယ်နော်ကျမနိုင်ငံမှာလေလူတွေခါကြရွဲမနေရရှိရပြည်ပြည်မိရတယ်ဘလောက်အော်အော်နိုင်ငံတော်အစိုးရဘေးမဆိုင်ဘူးနော်ပြီးတော့လုံးဝဘေးမဆိုင်ဘူး မယုံလို့ရှိရင်တို့အော်တညာသတင်းမှန်တညာလေးပေါ်မှာပဲရှိနေတယ်ဒီဘက်မှာဘာမှမပေါ်ဆောင်ပေးဘူးတို့တော့သွားအောင်မကြည့်ရတို့ကကဘာပြင်ပတ်မှာမြန်မာနိုင်ငံအစည်းအဝေးပတ်မှာရှိရတူလေကျမတို့ဒီဒီဒီတွင်မီဒီယာတွေကြတော့အဲ့လိုမဟုတ်ဘူးကျမတို့ပြောနေတဲ့စကားလုံးကတတ်ရမှုရှိရရှင်တတ်ရမှုရှိရအဲ့ဒါကြောင့်ကျမတို့တာဝန်ယူမှုတောင်ခံမှုရတယ်ကြည့်ရခုခုပါလို့ရှိရင်ခမင်းစားဖိတ်လို့ရှိရင်လိုက်သွားမှာကျမတို့ပဲပြည်ပြတောင်ကြီးကမှားလဲခရုမဆိုင်မှားလဲတို့ဘယ်မှကြည့်မဆိုင်နော်တို့ကပတ်စံရရင်ပြီးတော့တို့လည်းရှောက်အောင်နေရ နော်ပြီးတော့ကျမတို့ရဲ့အတန်ဆိုရင်နိုင်ငံတော်ကနေပြီးတော့တခုတ်တရားနဲ့ပေါ်ဆောင်ပေးတယ်ပေါ်ဆောင်ပေးခဲ့တဲ့လုပ်ငန်းစဉ်လည်းရှိမှရှိခဲ့တယ်ကျမမမုံမီဂျာသမားတွေတရားဝင်မီဂျာတွေပြောခဲ့တယ်ပြည်သူ့တန်လေးတွေဆိုရင်နေပြမှာပြောင်းလဲပြီးဖြစ်ပေါ်သွားတယ်အများကြီးပဲရှင့်နော်ဒါဟာကျမတို့အသုံးဝင်ဖို့တိလာကျမတို့မှတာဝန်ယူမှုတောင်ခံမလဲဒီလုပ်တွေလုပ်နေတာပြည်ပြည်မီဂျာလိုလုံးလုံးကူကူထားပြီးတော့ရှောက်ပြောနေလို့ရတာမို့သူတို့ရှောက်ပြောတာသူတို့ကြားထဲမှာပဲအားချောင်းနဲ့ဆင်မရှိရသူတို့ရှောက်ပြောတဲ့သတင်းတခုကိုလူတွေဘလောက်ပဲပြောပြောလူတွေဘလောက်ပဲတိတိနိုင်ငံတော်ကသူတို့အဖက်လည်းမလုပ်တော့ဘူးပေါ်လည်းမပေါ်ဆောင်ပေးဘူးဒါအောင်မိဘပြည်သူများသိရှိဖို့လိုပါတယ်နော်အဲကြောင့်ကျမတို့ကတော့ အမှန်တိုင်းနဲ့ပြည်သူအသံဆိုတက်ဆက်ပေးတယ်နိုင်ငံတော်ကလည်းကုညီနိုင်တဲ့အပိုင်းလေးဆိုကုညီရဲဆိုတော့ရလက်ဖတ်တာပေါ့ရှင်ကျွန်မပြောချင်တာဒီလားအဲရလက်မထွက်တဲ့သတင်းဌာနဟာတွေကသွားနာထားအောင်ပြီးတော့အချိန်ပုတ်ခန့်ကျင်လဲဆိုတော့လည်းသဘောပါပဲဒါလို့ပြောပြောချင်ပါရှင့်ဒါပြည်သူတို့ဆိုတဲ့စီစဉ်လေးကနေပြီးတော့ပြည်သူများသိရှိသိနေကိစ္စလေးတွေဆိုတာရှင်းပြပြရဖြစ်ပါရှင့်ကျွန်မတို့အနေနဲ့ကတော့ရလက်ထွက်ချင်တဲ့ဆိုရင်တော့ဤတွင်းမှာရှိရတဲ့သူတွေနဲ့ပဲလက်တွဲပူးပေါင်းအောင်ပါပဲအဲ့လိုမှမဟုတ်ဘဲနဲ့အတင်းဖြစ်တော့ပဲပြောချင်တယ်ဆိုတော့ဒီဘက်မှာရှိရဲ့ အတင်းဖြင်းသမားရင်လည်းတပည့်ပူပါမှာကောင်းတယ်သူတို့အတင်းဖြင်းသီးသန့်လေပြန်ပါဘာရက်လက်မှလည်းရှိရမှာအတင်းဖြင်းသီးသန့်ကျမတို့ကြောက်တော့ရက်လက်ထွက်အောင်လုပ်ပေးတယ်ရက်လက်ထွက်အောင်ပေါ်ဆောင်ပေးတယ်ဒါလေးပဲကွာတယ်မိဘတိတိများကြိုက်ရရွေးချယ်ပါကျမတို့တော့ကျမတို့ရွေးပါလို့မပြောဘူးတိုက်တာရွေးလို့ရတယ်နော်ရက်လက်လိုချင်တာလားအတင်းဖြင်းလေးပဲပြောချင်တာလားဆိုတော့မိဘတိတိများရွေးချယ်ရတာဖြစ်ပါရှင့်မိဘပြည်သူများရှင်ကျမအနေနဲ့ပြည်သူအတန်ပေါ့နော်ပြန်ဆက်လက်ဆက်နဲ့နောက်ထပ်ပြည်သူအတန်တစ်ခုတက်ဆက်ပေးချင်ပါတယ်တကယ်တော့ဒီပြည်သူအတန်ကိုကျမဒါ selection ရွေးပြီးတော့တူရဲ့အကြောင်းလေးတက်ဆက်ပေးရပါကျမဆိုဒီလိုစာပေါင်းမြောင်များစွာရောက်ရှိနေအများကြီးရှိပါရဲ့ရှင် ြောရမယ်ဆိုတော့အကျုံမျိုးတွေမှာပေါ့ဖြစ်ပေါ်နေတာပေါ့ရှင်အဲ့ဒါတော့နိုင်ငံတော်ကပေးတဲ့စစ်ဘေးရှောင်တွေအတွက်တူကို2000ကျပ်တိတိပေးတယ်ဆိုတဲ့ကိစ္စရပြပါတယ်တူကို2000ပေးတာနော်အဲ့နောက်ဆုံးတစ်ခုမှာစစ်ဘေးရှောင်ကလည်းသူက9ရောက်ရှိသသိန်းရမှာသိလားအဲ့လိုမျိုးနေထားတစ်ခုမှာစစ်ဘေးရှောင်တွေဟာဆိုရင်စစရင်ကျင်ညာတဲ့တလားပဲပတ်စံရပြီနောက်လာရင်အဆက်မရတဲ့လူတွေအများကြီးပဲရှင့်အဲ့အခြေအနေလေးပေါ့နော်အဲ့အခြေအနေကလည်းပြည်သူအတန်ပေးပို့တဲ့စာလေးတစ်စာနဲ့ကျွန်တော်ရှင်တွဲပြီးတော့ဖတ်ပြပေးပါမယ်ရှင့်မရည်တဲ့ကျွန်တော်ကနောင်ချိုးကဆစ်ဆောင်တူဖြစ်ပါတယ်တဲ့ဆစ်ဆောင်လာခဲ့တာကိုလာတိတိရှိပါပြီသူ့အနေနဲ့ဆစ်ဆောင်လာကရှမ်းတောင်မှာရှိတဲ့လွိုင်းလင်းရက်ွက်နှစ်မှာနေထိုင်တယ်လို့သိရပါရှင့် သူတို့မိသားစုပါဆိုရင်လူကြီး2ဦးနဲ့ကလေး3ဦးပါဝင်တယ်လို့သိရပါတယ်ကလေးလေးတွေကငယ်ပြီးတော့အကြောင်းသူအကြောင်းသားလေးဖြစ်ပါတယ်တဲ့နိုင်ငံတော်ကပေးတဲ့ထောက်ပံ့ကြေးကိုသူတို့အနေနဲ့တစ်လတာရရှိပါတယ်တဲ့အဲ့ဒီရရှိတဲ့ပတ်စံကလည်းသူတို့မိသားစု9ယောက်ရှိတဲ့အထက်မှာမှ2ယောက်ပေါ့နော်လူကြီး2ယောက်အတွက်သာပေးပါတယ်တဲ့ကလေး3ဦးအတွက်ကိုမရပါဘူးတဲ့ဘာကြောင့်မရတာလဲပြောတဲ့အခါမှာတဲ့ကလေးတွေကမှတ်ပုံတင်မရှိလို့မပေးတာဆိုပြီးပြောပါတယ်တဲ့သူကလေးကငယ်တဲ့အတွက်မှတ်ပုံတင်လည်းမလုပ်ရသေးတဲ့အခါမှာဒီပတ်စံမရခဲ့ဘူးပေါ့နော်ပြီးတော့အဲ့လိုမျိုးမရတာတော့မှမရတာတော့မှလူကြီး2ယောက်အတွက်4000ရတာပေါ့အဲ့ဒီ4000တစ်လတာရရတယ်အဲ့ဒီတစ်လဒီနောက်လာကြတော့ ပေးလည်းမပေးတော့ဘူးပေါ့နော်သူတို့ရဲ့ဒီရှမ်းတောင်ဘက်မှာရှိရဲရက်ွက်တချို့မှာဆိုရင်တဲ့ဒီထောက်ပံ့ဈေးကိုရတဲ့မြို့နယ်ပဲရပြီမရတဲ့မြို့နယ်မရဘူးလို့သိရတယ်တဲ့သူတို့သွားပြီးထုတ်တယ်ဆိုလဲသူတို့ပြောတယ်ပေါ့နော်အထက်ချပေးရပတ်စံမလောက်လို့မင်းတို့မပေးနိုင်လားဆိုပြီးတော့အဲ့လိုပေးတယ်လည်းပဲပေးရပုံစံဖြစ်နေအောင်ပေါ့နော်ဘာကြောင့်ပေးရလဲအထက်ကဘလောက်ချပေးရလဲဘလောက်ကဟိုကဘလို့ဖြစ်တာလဲပေါ့နော်ဟိုကအထက်ကချပေးရငွေမောက်ကိုသိမှာရက်ွက်ထဲကလည်းတွက်လို့ရမှာလေအဲ့လိုလည်းအတိအကျမပြောဘူးဆိုတော့ဂျားထဲမှာအလှမ်းကျဲအလဲလက်နေပြန်ပြီရှင့်သိလားတယောက်ကို2000ဆိုတော့စပေးချောင်စင်းရအစရကောက်တာလေကောက်ထားတဲ့အချိန်ကဘုမာတိုးတိုးတိုးလာတာလည်းရှိမှာလေအဲ့ဒါကြောင့်ပဲစင်းရကွာလား ။ဟုတ်ပါဘောနပထမလာမှာကောက်ထားတာကစစ်ပေးချာမှာ90ရှိရဲဆိုရင်အခုကထပ်ပြီးတော့တိုက်ပွဲတွေဖြစ်တယ်ဆိုတချို့ကရှောင်းလာတယ်။80ဖြစ်သွားလို့အဲ့20မရတာလား။ဒါဆိုရင်စိတ်အဟောက်မှာရှိရတဲ့သူဘာလို့မပေးရလဲအဲ့လိုမဟုတ်တော့ဘလို့တွေဖြစ်နေလဲတော့မသိဘူးရှင်ဒါပေမဲ့အဲ့ဒီတဲ့နေရတော့တော်တော်ပွားထပြီးတက်နေပြီ ထောက်ပံ့ခြင်း2400တောင်မှတူ2400တောင်မှအခုကပြည်ပြဝမရပဲတလားနဲ့နဲ့ရက်သွားတဲ့ကိစ္စကဘယ်နားမှာသွားပြီးတစ်ဆို့သွားလဲဆိုတာလေးကိုရှာဖွေသိနေတယ်လို့ထင်ပါရဲ့ရှင့်တကယ်ပဲမလောက်ငန်းမှုတွေဖြစ်နေတာလားပေါ့နော်ဒါတကယ်မလောက်ငန်းမှုဖြစ်တယ်ဆိုတော့ဒါနိုင်ငံတော်လုပ်ပေးရမယ်လေဘာကြလဲဆိုအုပ်ချုပ်ရေးမှုဆိုတာလေရက်ကွက်သူရက်ကွက်သားတွေနဲ့တို့ကဓာတ်ရိုက်ကိုထိတွေ့နေရတာဓာတ်ရိုက်ထိတွေ့ဆက်ဆံနေရတာတကယ်ဒါပတ်စံမလောက်ငန်းဖြစ်တယ်ဆိုသူတို့ခင်ဗျာပြက်တယ်သူတို့ပဲယူထားသလိုလိုဘာလို့လို့ထင်လွဲခံရလဲဒါထင်လွဲခံတဲ့ကိစ္စဆက်လာပြီပေါ့နော်အဲ့တော့အုပ်ချုပ်မှုတွေကလည်း ပေါ့နော်ဘယ်ဘယ်နာပြစ်ပြစ်တို့ပဲဖြစ်နေအခြေအနေကလည်းအဲ့လိုပေါ့နော်ဟိုစက်မှုထမ်းတော့လည်းစက်မှုထမ်းမို့လို့အခုထောက်ပံ့ကြီးလည်းထောက်ပံ့ကြီးမို့လို့အော်ဇလန်းညာပဲဇန်အဓိကကမြေပြင်မှာအုပ်ချုပ်ရေးမှုကလည်းဒီလိုနဲ့နေချင်းဆိုင်တွေ့နေရတာလေဟုတ်တယ်မလားအဲ့တော့ခက်ခဲချင်းခက်ခဲတို့ခက်ခဲသွားမှာပေါ့နော်ဒီတော့အုပ်ချုပ်ရေးမှုတွေရဲ့မျက်နှာကိုကြည့်ချင်းတော့အဖြစ်တော့လကောက်ဒီလိုတွေမျက်နှာကြည့်ချင်းအဖြစ်တော့လကောက်မို့နော်ဒီကိစ္စတွေကတော့စစ်စစ်တင်တယ်လို့ထင်ပါရှင့်အမှုတွဲလေးတွေကလည်းနည်းနည်းများလာတယ်တော့ကျွန်မတက်ဆက်တာဖြစ်ပါတယ်ပြီးတော့ဒီကျွန်မတို့သတင်းပေးရဲ့အန်တရာပေါ့နော်သူကဒီကိစ္စလေးလာတိုင်တာပေါ့ရှင်တိုင်ရင်းနဲ့တော့တစ်ဆက်တည်းကျွန်မတို့တိုင်တော့အခုရှိရရှင်အဲ့ဒါကျွန်မဖတ်ပြပါမယ်အဲ့ဒါပါလဲဆိုတော့ သမီးတဲ့ဒေါ်စုကြည်လက်ထက်တော့လည်းတဲ့သူတို့နယ်မှာကိုဗစ်ထောက်ပံ့ကြေးဆိုပြီးလာပေးရပေါ့နော်ဒါပေမဲ့တဲ့သူတို့နယ်မှာလည်းတဲ့ဒေါ်စုကြည်လက်ထက်ကပေးတာတဲ့ချမ်းသာတဲ့သူပဲရတယ်တဲ့ဆင်းရဲတဲ့သူမရဘူးလေစပါဘူးတဲ့သူကအရင်ကစ်ကဖြစ်ခဲ့တဲ့ဟာကလာကင်သွားတယ်ရှင်ဒါပေမဲ့အဲ့ဒီအန်တီဒေါ်စုကြည်လက်ထက်မှာဖြစ်ခဲ့တဲ့ကိစ္စကြောက်လဲကျွန်တော်ကပြန်ပြောဖို့ခတ်ပါလေအဲ့တော့တောင်ရှိရဲ့သူတွေလောက်ခဲ့တဲ့ကိစ္စဆိုတော့လေသူကလည်းတိုင်ရင်တိုင်ရင်တခါလေးရောပြီးတော့တိုင်သွားလိုက်တာပေါ့နော်ဒီတော့ကျွန်တော်တို့အန်တီဒေါ်စုကြည်လက်ထက်ကဖြစ်ခဲ့တဲ့ကိုဗစ်ထောက်ပံ့ကြေးဆင်းရဲကွာဟာချက်တွေတော့ကျွန်တော်တို့မလုပ်ပေးနိုင်ဘူးပေါ့နော်မလုပ်ပေးနိုင်ဘူးရှင်အဲ့တော့လေကွာဟာချက်တွေဖြစ်ခဲ့တာသိပါတယ်ကိုဗစ်ထောက်ပံ့ကြေးဆိုတဲ့အကြောင်းအရာနဲ့ ရတဲ့သူပဲရတယ်မရတဲ့သူမရဘူးပြီးရခါမှာထောက်ပံ့ခြေပေးရတော့မှ NLD ကလူကဘာပြောသွားလဲဆိုတော့အဲ့ဒါတဲ့ငါတို့ NLD ကပေးရနော်တဲ့မင်းတို့ဒါကြောက်တယ်ငါတို့ NLD ကိုမဲထည့်ရမယ်ဆိုပြီးတော့ပြောသွားသေးရုပ်သံဖိုင်အောင်ရှိသေးရဲ့ရှင်ရုပ်သံဖိုင်ရှိရဲ့နော်ကျွန်တော်တို့ prime media မှာအလင်းသိင်တင်ပေးပါမယ်အဲ့ဒီခေတ်ကတမိုင်းမှတန်နေအောင်ကျွန်တော်တို့စူးစီးသိမ်းချဲ့ထားပါလေနော်ဒီအရလို့ရှိရဲ့ရှင်အဲ့လိုလူတွေကြားသွားပါဘောနော်နိုင်ငံတော်ကပေးတဲ့ပတ်စံကိုသူတို့ပေးရပါဆိုပြီးတော့မဲဆွယ်သွားသေးရဲ့ဇလန်းလေးတွေပေါ့ရှင်ပြောအိတ်ခိတာဟာတွေကတော့တို့အရေးယူဖို့တော့ကတော့မစွမ်းတာပါအောင်ရှင်ကျမတို့လေဒီလိုအတန်းလေးနဲ့တက်ဆက်လဲဒီလိုလေးကရှိမှမရှိတော့တာရှင်နော်အဲ့တော့အခုလက်ရှိတောင်ရှိရတဲ့သူတွေလောက်တဲ့လောက်ဆောင်ချက်ကိုပဲစစ်စစ်ဖို့အတွက်ကိုတိုက်တွန်းချင်ပါရှင်ဒါလေးကတော့ပြည်သူအတန်းလေးတစ်ခုသားဖြစ်ပါရှင်ရ ီဘက်ပြည်သူများရှင်ကျွန်မတို့တင်ဆက်ပေးချင်တာကတော့ရန်ကုန်နဲ့မန္တလေးမြို့မှာကြုံနေရတဲ့သခိုးအန်နေရေပေါ့နော်သခိုးအန်နေရေကြောင်းကိုကျွန်မပြောပြချင်တယ်ဒီသတင်းလေးကသတင်းနှစ်ခုသုံးခုနဲ့ချိတ်ဆက်ပြီးပြောရမှာဖြစ်တဲ့တော့ပထမဆုံးသတင်းလေးတစ်ခုကျွန်မပြောပြချင်ပါတယ်အဲ့ဒါပါလဲဆိုလွန်ခဲ့တဲ့ဒီဧပြီ30ရက်မှာဆိုရင်စမ်းကြောင်းမှာအမှုတစ်ခုဖြစ်သွားခဲ့ပါတယ်နော်စမ်းကြောင်းကမုတ်လဆောက်ကုန်းမှာရှိတဲ့ပြည်သူ့ကွက်တက်ပတ်မှာတဲ့ဧပြီ30ကမနက်4နိုင်ခန့်ကပေါ့နော်အထက်မြေတိုက်ပေါ်တက်ပြီးတော့မျိုးမီတယောက်ကပစ္စည်းခိုးယူလဲရှင့်အသက်40လောက်ရှိရလို့သိရပါတယ်အော်တက်သွားတာ9လောက်လို့သိရရဲ့သူဘယ်လိုများတက်သွားလဲမသိဘူးကျွန်မတော့အံ့ဩတယ်ဒီကဘယ်လိုများတက်သွားလဲမသိဘူးအပေါ်ရောက်တဲ့အချိန်မှာတစ်ချင်တော့အင်ရှင်ကနိုးလာတဲ့အချိန်နဲ့ကြိုက်တဲ့အတွက် ပေါ့နော်။ तू ကကြောက်လန့်ပြီးတော့ခုံချခဲ့တယ်တဲ့။အဲ तू မခုံချခဲ့တဲ့ခံမှာပေါ့။ तू မခုံချခံနေမှာပေါ့။အေရှင်ကလည်းမခုံချနဲ့မခုံချနဲ့ဆိုပြောပါတယ်တဲ့။ဒါပေမဲ့ခုံချသွားတယ်ပေါ့နော်။ခုံချတဲ့ခါကျတော့သူ့ခန္ဓာကိုယ်သူမနိုင်တဲ့ခါမှာအောက်ရောက်တော့တိတ်ဆုံးသွားခဲ့ပါရှင့်။ဒါအလောင်းကိစ္စတွေပဲယူသွားတယ်ပေါ့နော်။လက်ရှိမှာဆိုတော့စမ်းချောင်းပြုတ်နေအရင်မီးသက်တက်ခွက်ရနေပြီးတော့ဒီအလောင်းကိုရန်ကုန်ပြည်သူစီရင်ရှိကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါရှင့်။ဒါဒီအခုလေးကနေကျွန်မဆက်ဆက်ပြီးပြောပြချင်တာကရန်ကုန်မန္တလေးမှာဆိုတော့တခိုးတွေအမှန်တန်တောင်းကျမ်းနေတယ်။ တော့လေတကူကဘယ်လိုတောင်းကျမ်းလဲဆိုတော့အခုလိုပေါ့နော်အထက်မြင့်နေတဲ့သူတော်မှမချင်အောင်အောက်ထပ်ဆိုတော့ပြောမင်းနေတော့လေလေကူခိုးလိုက်ရအောက်ထပ်ဆိုတော့ပြောမင်းနေတော့အပေါ်တက်တော်မှာတက်ပြီးတော့ခိုးတယ်ဆိုမှတော့သူတို့ပြင်ရတယ်မသိဘူးနော်ဒီတိုက်ကိုသူတို့တက်သွားနိုင်တာလေဒီကြားလေးကဘယ်လိုပြောမလဲတော်တော်တော့သက်ဆုံးဆံပြားလုပ်တဲ့ကိစ္စတော့ရှိပါရဲ့ရှင်တကူတွေတောင်းကျမ်းတာပါရှင်ပြီးတော့တကူတွေကတောင်းကျမ်းပြီးလို့ရှင်လည်းဖမ်းခတ်တယ်တော်လေအချိန်နဲ့အဲ့လိုဖြစ်တာပေါ့နော်ဟိုကိုကကိုရတယ်ပြီးလို့ရှင်ပြန်ပြီးတော့ခြေရကောက်မှဖမ်းမယ်ခါခါလဲကြလဲကြောင်းဖမ်းလို့မမိဘူးပေါ့မမိတဲ့အမှုများနေတာပေါ့အဲ့တော့တကူတွေအနေနဲ့ကလေသူတို့ကခိုးတယ် ဖမ်းမဲ့လူကမရှိဘူးသူတို့လာမဖမ်းနိုင်အောင်ဆိုမှတော့နောက်တစ်ခါထပ်ခိုးလာပါရှင်။အဲ့ဒီဇနန်းကမဖြစ်လဲဆိုတော့ထပ်ခါထပ်ခါထပ်ခါခိုးတဲ့ကိစ္စလေးပဲထပ်ခါထပ်ခါထပ်ခါအမှုတွေဖြစ်ကြတာပါရှင်။အဲ့လိုပေါ့နော်တရားခံအောင်လည်းမဖမ်းနိုင်ဘူးပေါ့။အဲ့တော့မဖမ်းနိုင်တဲ့ချိန်လေးကတော့ဘာခက်ခဲရှိနေလဲဆိုတာလေကျမတို့ဆန်းစစ်တဲ့ခါကျတော့ရန်ကုန်တော့မနေတော့ပါဆိုရင် CCTV နဲ့ပတ်သက်ပြီးတော့ခက်ခဲရှိနေလို့သိရပါရှင်။အစို့အိမ်ကလည်းဒီ CCTV တွေဖြုတ်ထားတယ်တဲ့။ဆိုတော့လေပုံမှန်ဆိုရင်ဒါ CCTV တက်ပြီးတော့ကိုယ့်ရဲ့လုံခြုံရေးအတွက်ကိုယ့်ရဲ့လမ်းလုံခြုံရေးအတွက်ဘယ်လိုဖြစ်ဖြစ်ထားကြတာပေါ့နော်။လမ်းတစ်ခုမှာအမှုဖြစ်တဲ့ဆိုတော့ CCTV အဲ့ဒီမှာရှိတဲ့ CCTV လိုက်ပြီးတော့ကြည့်ရလေ။ကြည့်ပြီးတဲ့ခါကျဆက်ဆက်တာပေါ့နော်။အော်ဒီကကိုယ့်ရဲ့ပုံလေးကဘယ်လိုဒီလူကဘယ်လိုဆက်တယ်အဲ့လိုဆက်ဆက်တယ်။ နောက်ပိုင်းကျတော့တဲ့2021နောက်ပိုင်းမှာလူပြ CDB တွေဖြုတ်ထားကြတယ်တဲ့သူကလည်းဖြုတ်ထားတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြောပြမရှင်း2021မှာဆန္ဒစပြကြတဲ့အချိန်ကျတော့ CCTV ရှိလို့ရှိရင်နဲ့ဆန္ဒပြတဲ့သူတွေကိုရိုက်ကူးထားမိရတဲ့အခါမှာပေါ့နော်ပြန်ပြီးတော့ဖမ်းဆီးရတဲ့အခါကျတော့ဒီဆန္ဒပြတဲ့သူတွေ CCTV ကြည့်ဖမ်းတယ်ပေါ့ရှင်ဖမ်းတယ်ဆိုတဲ့အခါကျတော့ CCTV ဖြုတ်ထားတဲ့ဆိုပြီးတော့အဲ့ဒီဆန္ဒပြတဲ့သူတွေလှုပ်ဆော်ခဲ့ကြတာဗာလဲလုံးဝအုတ်ချုပ်လို့မရစေရလို့ကျွန်မတပုတ်လေးပြသပါမယ်ရှင်သူတို့လှုပ်ခဲ့တဲ့ကမ်ပိန်းပေါ့နော်အဲ့ဒီကမ်ပိန်းကလုံးဝအုတ်ချုပ်လို့မရစေရဆိုပြောခဲ့တဲ့အပြင်ကိုမြို့ပြကို CCTV နဲ့မတက်နဲ့တဲ့ဒီမှာရေးထားရှင်သူတို့ကရေးထားတာ CCTV တည်တဲ့တော်လိုင်းရဲ့အဖွဲ့အစည်းများကိုဒုက္ခပေးနေသည်တဲ့ဆိုပြီးတော့အဲ့ဒါ CCTV ရဲ့ live ဖြတ်စီရဲ့အဖွဲ့အစည်းအပေါ်လာသေးတယ် တဲ့လေးခွားနဲ့ပြက်တာ CCTV ကိုမြန်မာနိုင်ငံလူရဲခါကြရင်လေဒီလားအဲ့ဒီဘက်အပိုင်းတော့ကျွမ်းတယ်နော်မဟုတ်တာဆိုရမ်းတော့တာလေးခွားနဲ့ CCTV ကိုထိအောင်ပြက်တယ်ဆိုရင်လက်ကလူရဲ့လက်ဖြောင်းမှုကိုကျွန်မလေးစားတာအမှန်ပဲအဲ့ဒီဘိုင်းကိုကိုယ့်ကလေးစားရတယ်ပေါ့နော်ဒါနဲ့သူတို့ပြက်လို့ရကောင်းတဲ့လုပ်ရမဟုတ်ဘူးသူရဲ့ကောင်းမှုနဲ့စွမ်းဆောင်ရေးကိုမဟုတ်တဲ့နေရာမှာလာတုံးသွားတာအဲ့လိုမျိုး CCTV ဖြက်စီးရတယ်ကျွတ်ဆိုအနည်းတက်ပြီးတော့ CCTV ကိုချိုးပြက်တယ်ကိစ္စတွေလုပ်ခဲ့တယ်အဲ့လိုနဲ့ပဲဖြက်စီးခံတဲ့ CCTV တွေကမရှိတော့ဘူးပေါ့နော် CCTV အရှိတော့ကျဆင်းသွားတယ်ပေါ့ဒါပြီးတော့တော်လိုင်းကြီးကိုထောက်ခံတယ်မိဘတွေကအကျွတ်ရတယ် CCTV တွေကိုကိုယ့်အသိစိတ်နဲ့ကိုဖြုတ်ထားလိုက်ကြတယ်ဖြုတ်ထားလိုက်ကြတယ်ဖြုတ်ထားလိုက်ကြတော့တကို့ကြီးတိုက်တာဝါရှင်အခုကြတော့နော်အမှုဖြစ်လည်းဖြစ်ပေါ့ ဘယ်နာဖမ်းလို့ဖမ်းရမှာမသိဘူးဘယ်နာအစရှာလို့ရှာမှာမသိဘူးเนาะရဲတခွဲဆိုတာကလည်းစုံတော့ဆိုတာကလည်းကျမတို့လိုပဲလေသူတို့ကလည်းမျက်စိနှလုံးနဲ့နားနဲ့ဖက်နဲ့နှာခေါင်းနှာခေါင်းနှာပေါက်နဲ့ပါးစပ်တပေါက်နဲ့ဒါပဲပါတာဥက္ကဋ္ဌခုနဲ့ဟုတ်တယ်မလားသူတို့ကမျက်စိလည်းပါမဟုတ်ဘူးဟာအိုင်ပွင့်တာလည်းမဟုတ်ဘူးအကြမ်းမြင်ရတာလည်းမဟုတ်ဘူးသူတို့ဒီ CCTV ကနေထောင်နှမ်းရတာရှိရဲ့အရက်သူအရက်သားစကားနေထောင်နှမ်းရတာရှိရဲ့ဒါပေမဲ့အရက်သူအရက်သားစကားနေထောင်နှမ်းတာကြတော့ဖမ်းမိဖို့ခက်တယ်ကြာတာပေါ့နော် CCTV ကြတော့လွယ်တယ်လေအဲ့တော့လွယ်တဲ့ဟာကိုဖြုတ်ထားတယ်ဆိုတော့တကူတောင်းချက်နဲ့မထူးဆန်းအောင်ချက်ဟုတ်လားအခုတော့ဟိုမျိုးပြ CCTV နဲ့မတက်နဲ့ဆိုပြီးပြောခဲ့တဲ့သူကြတော့ သူတို့လုပ်ငန်းစဉ်ရဲ့စိုးကြိုးကအဲ့ဒါပဲတခိုးတွေအကျိုက်ဖြစ်သွားတာ။နောက်တခိုးတွေအကျိုက်ဖြစ်သွားတယ်။ CCTV နဲသွားပြီ CCTV မရှိရအတွက်သူတို့ပြောတာကွာရှင်းတာပါပဲပြောတယ်ခိုးတယ်ဟိုရဲရလည်းမမိဘူး။ဇလန်းအဲ့ဒါပဲရှင်းသိလားကျွန်မနိုင်ငံခါကြရင်လေကိုလုပ်တဲ့အလုပ်ကဘယ်တော့ထိစိုးကြိုးရှိလဲဆိုတာမစဉ်းစားခဲ့ကြဘူးပေါ့နော်။ဒါကျွန်မအနေနဲ့တိုက်တွန်းချင်တာကတော့မြို့တွေမှာ CCTV လေးကိုပြန်တက်ကြပါရှင်။နောက်မိဘပြည်သူတွေအနေနဲ့ဒီချိန်မှာပြောင်းလဲဆိုတာမရှိတော့ပါဘူး။မရှိတော့ပါဘူးနော်။အကျန့်ဘက်ဘက်ကိုပြောင်းလဲသွားပြီးတော့သူတို့ကသူတို့ဘုံမှာဘွားပြန်နေကြပြီဆက်ပြန်နေကြပြီတို့ကလေ။ဒါတော့တော်လင်းဆိုလည်းမရှိတော့ဘူးအဲ့တော့ဒါကိုလည်းမျောလင့်ပြီးတော့စောင့်စားနေအလကားပဲ။တော့ကိုရရလုံးကြုံရေးအတွက် CCTV လေးတွေပေါ့နော်တက်နိုင်တဲ့အိမ်ဆိုတက်လိုက်တယ်ဆိုဘလို့ဖြစ်တော့ခိုးခိုးတယ်ထား။ စီတီဗီမှတ်တမ်းလေးနဲ့ပြန်လိုက်လို့ရတယ်ဟုတ်တယ်မလားပြန်လိုက်လို့မိတယ်ဆိုရင်တခိုးကလည်းအော်ငါတို့ခိုးလိုက်တယ်မိတယ်ဆိုတော့ကြားတဲ့တခိုးကလည်းဘယ်ခိုးတော့မလဲရှင်ဒီလန့်စီတီဗီပေါ်တယ်တော့မသွားနဲ့အချိန်နဲ့အဲ့လိုပေါ့နော်ဒီတော့ကိုယ့်ရဲ့ကိုယ့်ရဲ့လုံခြုံမှုအတွက်ပဲစီတီဗီလေးပြန်ပြက်လိုက်ပါရှင်နော်ဟိုကျမတို့ကကိုယ့်လုံခြုံရေးကိုဒီချိန်မှာတော့ကိုယ့်ကကိုယ်တော့နည်းနည်းစူးစမ်းမှရမယ်ပေါ့ရှင်လုံခြုံရေးတွေလည်းလောဆယ်မှာအရန်ဟိုပြက်ရွှင်းနေတာကျမတို့သိပါတယ်နောက်နောက်ဆုံးလည်းစူးစမ်းပြီးတော့ပြင်ဆင်နိုင်မှုအတွက်ကိုနိုင်ငံတော်ကလုပ်ရမှာပါရှင်ဒါနဲ့ပြည်သူတွေနေနေရလဲကိုယ့်ရဲ့အိမ်ကိုကိုယ်စောင့်ရှောက်ဖို့အတွက်လဲကိုယ့်မှာတာဝန်ရှိရဲဆိုတာလေးမမေ့စေချင်ပါဘူးရှင် ဒါကြောင့် CCTV တွေနဲသွားခြင်းဟာတခိုးပေါ်လာခြင်းအတွက်ကိုအကြောင်းပြက်ချက်များစွာတွေကတခုဖြစ်တဲ့အတွက် CCTV လေးပြန်တက်ပါဒါဆိုရင်တော့တခိုးတွေရဲ့လှုပ်ရှားမှုကအနည်းငယ်လျော့ပါသွားမယ်လို့ထင်ပါတယ်ရှင့်ဒါလေးကတော့တရင်သုံးသက်ချက်လေးကနေဒီဘက်ပြည်သူများအားလုံးရဲ့အလုံးစုံရေးအတွက်ကိုကျွန်မသတိပြုတဲ့နဲ့မိတ်လေးကိစ္စလေးကိုကျွန်မတင်ဆက်ပေးတာဖြစ်ပါတယ်ရှင့်ဒီဘက်ပြည်သူများရှင့်ကျွန်မကတက်ဆက်ပေးချင်တာလေးကတော့အော်တရင်တော့မဟုတ်ပါဘူးရှင့်ကောလာဟာလာတခုလေးကြောင့်ပြပြချင်တာပါเนาะဒါကောလာဟာလာကိုပြပြချင်တာဘာကြောင့်ပြပြချင်တာလဲဆိုတော့ဒီကောလာဟာလာဖြစ်နိုင်ရှင်ရှိမရှိပေါ့နော်ကောလာဟာလာဆိုတာအတိပြုနိုင်ခြင်းမရှိသေးတဲ့အတွက်ကောလာဟာလာလို့ပြောတာပါရှင့်ဒါပေမဲ့မကြခင်မှာအတိပြုမယ်လို့တော့ကျွန်မတို့ခံမှန်းပါတယ် အဲ့ဒါဗာလဲဆိုတော့ရှမ်းမြောက်မှာဆိုရင်တဲ့ TNL တွေကအခြေအနေမကောင်းပါဘူးတဲ့ပြီးပေါ်ကြောင့်ပဲနောက်ချိုပြန်ပေးမယ်ဆိုပြီးသိရပါတယ်တဲ့အဲ့ဒါဘယ်လိုဖြစ်တာလဲပေါ့နော်ပြည်သူရဲ့အရှိမသတင်းစာရှင်းလို့မဲ့လောက်ပါအောင်ဆိုပြီးတော့29ရက်နေ့လေးလပိုင်းကဒီ PDF တွေပေါ့ရှင် PDF တွေအားပေးတဲ့သူတွေကတင်ထားတွေ့ရပါတယ်သူတို့လည်းနော်ဘယ်လိုဘယ်လိုသတင်းတွေစုံစမ်းသိရှိလဲမသိဘူးတဲ့အင်မတန်ဟိုဘယ်လိုပြောမလဲလှုပ်ဝက်နေတဲ့သတင်းတွေအားစာစုံစမ်းနိုင်တာတော့အားဟုတ်ကောင်းပါတယ်ဒါပေမဲ့ဒါကတော့မထူးဆန်းပါဘူးဘာကြောင့်လဲဆိုတော့ TNL တွေရဲ့အဖွဲ့အစည်းပေါ့နော်သူတို့လက်ရှိနေတဲ့နယ်မြေမှာ PDF တွေလည်းရှိနေတာဆိုတော့ PDF တွေနေကြားတရားလေးပြန်ပြောင်းပါပေါ့နော်အဲ့ဒီကနေပြီးတော့အဲ့ဒီသတင်းပြန်လာလို့ထင်ပါတယ်ဒီမျိုးတွေကိုပြန်ပေးနိုင်လားမိုးပုတ်ပါဝင်ပေါ့နော်ပြန်ပေးနိုင်လားဆိုတာကတော့ အချိန်တည်းက MNDA လိုမျိုးပေါ့နော်အောက်မှာနေနေရှိမယ်ဆိုတော့တက်တက်တက်တာပြန်ပေးလိုက်တာကောင်းပါလေရှင့်ကျွန်တော်တို့လည်းမြင်တယ်အဲ့လိုမှမဟုတ်ဘူးဆိုတော့လည်းဟိုတခုခုပေါ့နော်ဆုံးရှုံးနေတာပြီးတော့မှပြန်ပေးမလားပေါ့အဲ့ဒါလေးတော့ပြန်တယ်လေးရွေးချယ်ပေါ့ရှင့်ပြန်ပြီးတော့ပြန်ပြရမှာပဲသိကြတယ်။ဘာကြောင့်လဲဆိုတော့ဒီမျိုးတွေအားလုံးကမြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံခြေကောင်းမှုတွေမှာအပြောင်းအလဲရှိနေတယ်။ပြည်ထောင်စုဝတိုင်းသားတွေအားလုံးပိုင်တဲ့မျိုးတွေရှင်တရားနယ်လေးပိုင်တဲ့မျိုးတွေမဟုတ်ဘူး။ဘယ်လောက်ဒီလဲအကြမ်းဖက်ပြီးတော့ယူလိုက်ပါစေ။ဒီမျိုးတွေသူတို့ရသွားလို့ဘယ်သူမှဒီမပြုတ်နိုင်ဘူး။ဒါပြင်သူတို့ကလေအမတီတို့တရားနယ်လေးတို့ကဗမာလူမျိုးပြည်တဲ့တွေအတက်ကိုနင်းပြီးတော့ဒီမျိုးတွေယူသွားတာ။သူတို့ကသူတို့ဆိုဒီမျိုးနားတွေကတ်နိုင်ကြအကြောင်းမရှိဘူး။ နေတာ PTR အောင်အသုံးပြုပြီးတော့တိုက်သွားတဲ့အချိန်တွေမှာလေတကယ်တည်းအဲ့မျိုးတွေကြောက်သွားတဲ့အချိန်ကျတော့ဒီကောင်ကအုပ်ချုပ်ရေးစနစ်မလုပ်တော့ဘူးဟုတ်လားဒီကောင်ဒီတော့တလုံးကဘုံပဲလုပ်လာတာအစိုးရတစ်ခါမှလုံးလို့ရမှာမဟုတ်ဘူးအစိုးရလုပ်ငန်းဆက်သူတို့မသိဘူးလူတွေကဘလို့အုပ်ချုပ်ရမလဲလူတွေကဘလို့မျိုးပေါ့နော်ကောင်းကောင်ကစီမံပေးရမယ်ဆိုရယ် knowledge ကသူတို့မှမရှိဘူးမရှိတော့မိုးကုတ်ရတော့ကြောက်ပဲတူတယ်ဟုတ်လားလေမိုးကုတ်တဲမှဆိုခိုးတယ်ဟွက်တယ်တတ်တယ်ဖြတ်တယ်အမှန်တည်းအုပ်ချုပ်ရတဲ့လမ်းရှို့မှဆိုရယ်လူကအမိုက်ပုံးပြီးဟီးနေရမယ်အမိုက်ပုံးကြီးအမိုက်ပုံးကြီးဟီးနေရမယ်ခါညို့လေအကောင်မှာလူတွေစီးနေကန်းနဲ့အမိုက်ပြစ်ဖို့တော့မှသူတို့ management မလုပ်သေးနိုင်ဘူး ီလားအဲ့တော့သူတို့ဒီနိုင်ငံတစ်ခုလုံးစားအုပ်ချုပ်မှုမပြောနဲ့သူတို့ရှောက်ပြောတဲ့အရာတွေမပြောနဲ့သူတို့ရှာထားတဲ့မြို့တိတိလေးတော့သူတို့ management မနိုင်ဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့ MND လည်းဖိအားတွေရှိလာတဲ့ခါကျတော့ပြန်ပေးလိုက်ရတယ်သူတို့လက်ထက်ထားတဲ့မြို့ကကျိမှာပဲပြန်ပါလာသူတို့ဘာမှလုပ်မရဘူးလေသိလားဒါကြောင့်လဲဆိုတော့မထိုက်တောင်ရေးချင်းမရှိဘူးရှင်မြို့တစ်မြို့တော့မှတလောက်ပြလောက်တောက်နေရအုပ်ချုပ်စမ်းဆိုပြီး၄၅ရှစ်မြို့ပေးလိုက်ရင်တော့ဒီကောင်တွေအုပ်ချုပ်လို့မရဘူးဒီကောင်တွေမှဒါမရှိဘူးအဲ့လိုပြောနှိမ့်နေပြောမှဒါမပါဘူးသူတို့သူတို့ကဒါပဲရှိတာဒါပဲရှိတာဂန်းပဲရှိတယ်သူတို့မှအုံနောက်မရှိဘူး ဟုတ်လားနိုင်ငံတကူအုပ်ချုပ်တာဂန်းနဲ့လည်းအုပ်ချုပ်လို့မရအောင်အုံနောက်နဲ့လည်းအုပ်ချုပ်ရတယ်နိုင်ငံရေးပြည်ရဲ့နဲ့လည်းအုပ်ချုပ်ရတယ်စီယုံရေးနဲ့လည်းအုပ်ချုပ်ရတယ်လူတွေကိုဝန်းစာပြရထားပြီးတော့လည်းအုပ်ချုပ်ရတယ်အုပ်ချုပ်နေရအများကြီးရှိတယ်သူတို့ကတနေ့တော့အုပ်ချုပ်ရပဲတည်ရလေဒီတကူနဲ့အလုံးမဖြစ်တာမလုံးမဖြစ်ဘူးဒီတော့ဘာဖြစ်လဲပြန်ပေးရတယ်ဒါပဲဇလန်ဒီတော့ပြန်ပေးရကိစ္စရမှာလည်းအငင်းပွားတယ်ပေါ့နော်ခုလိုဖြစ်တယ်ဒီလိုဖြစ်တယ်ရိုက်တက်တယ်လို့ပြောလေပြောချင်ရပြောပြန်ပေးလာတာပြန်ပေးလာတာပဲအဲ့ဒါရလက်ပဲလေဟုတ်တယ်မလားပြောချင်ရပြောနောက်ဆုံးပြန်ပေးလာရတာပဲမလားအဲ့လိုမေးလို့ရှိရင်အဖြစ်ရတာပဲလေဟုတ်တယ်ပြန်ပေးလာတယ်ပြီးသွားပြီအဲ့ဒီမှာနေအောင် ဇလန်အဲ့လိုပဲရှိရပါတော့ဒီတော့ TNL ရအောင်ပြန်ပေးရလားမပေးရလားဆိုတော့ငါတို့စဉ်းစားပေါ့ဘာကြောင့်လဲဆိုတော့တခုရှိတာက TNL တွေကအခုချိန်မှာတော့ဘာမှထုတ်ပြန်တာလည်းမရှိဘူးသူတို့ပြန်ပေးမယ်ဆိုတော့မှဘာမှထုတ်ပြန်မှာမဟုတ်ဘူးဟုတ်လားဘာမှထုတ်ပြန်မှာမဟုတ်ဘဲနဲ့အသာလေးလက်သွားမှာ MND တော့လည်းအဲ့လိုပဲလုပ်သွားပါလေ MND တော့ကျောလို့စရရပြောတယ်လာရှုံမျိုးကပြန်ရတော့မှမသိဘူးဆိုပြီးပြောတဲ့အချိန်တွေတခုမှအေးမရပါဘူးလာရှုံကလူတွေကအစ်စီပါ MND ရလာရှုံကလူဆိုတော့ MND ထောက်ခံတဲ့သူတွေကအစ်စီပါတဲ့ MND ကဒီမှာတဲ့နေတိုင်းသွားလာနေတော့မဲတဲ့လှုပ်ရှားနေတော့မဲတဲ့အစ်စီပဲဆိုပြီးတော့ ဲ့ဒီအေးစစ်စစ်နေနေပဲလွတ်သွားတာသိလားအဲ့လိုလွတ်သွားတာအောင်ပါဘာကြံနေလဲသိလားလာရှုံမြို့မှာသူတို့အားပေးတဲ့သူတွေဆိုင်ရနေမုတ်တွေစားပြီးတော့အကျွေးတွေချမ်းခဲ့ပြီးတော့ထွက်သွားတော့အကျွေးမပေးပါအောင်အကျွေးမပေးပါဘာကြောင့်လဲဆိုတော့ကျိုးသွားမယ်ဆိုတော့ကျိုးပြောမယ်နဲ့ရုပ်ပြတ်ထွက်သွားတာလေသိလားနောက်ဆုံးအချိန်ထိကိုလိန်သွားတာအဲ့လာရှုံမြို့ကအဲ့ဒီပိတ်တွေကိုလိန်သွားတာဒီပိတ်တွေလည်းလိန်ခံလိုက်ရတယ်ပြီးတော့ TNL လေးတွေလည်းဒီသူ့မြို့တွေပြန်ပေးမလားမပေးဘူးလားဆိုတာကတော့ဒါဆက်လက်စောင့်ကြည့်ပါရှင်ဆက်လက်စောင့်ကြည့်ပါကျွန်တော်တို့အမြင်ရတော့ကြာငင်ဒီမြို့တွေကပြန်ရမှာပါကျွန်တော်ပြောသလိုပါပြည်အောင်စုရဲ့ပိုင်ဆိုင်မှုလေး ဟုတ်တယ်မလားဒီအဖွဲပိုင်ဆိုင်တော့မဟုတ်တာရှင့်ပြီးတော့ပေးရမှာပဲနော်။ဘာကြောင့်ပေးရတာလဲဆိုရင်ဘယ်သူမှအပြစ်မမြင်နဲ့နော်။တရုတ်ကလည်းသွားအပြစ်မမြင်နဲ့မြန်မာပြည်ကလည်းအပြစ်မမြင်နဲ့နောက်ဆုံးကိုမအုပ်ချုပ်နိုင်တဲ့အတွက်သူများကိုပေးလိုက်ရတာဒါပဲ။ဇလန်ကဒါပဲဗမာပြည်တဲ့တည်းအသက်တည်ခံပြီးတိုက်ပြီးတောင်မှဒီမျိုးသေးသေးလေးတွေတကယ်ကိုသေးသေးလေးတွေတော့မအုပ်ချုပ်နိုင်တဲ့အတွက်သူများကိုပြန်ပေးလိုက်ရတာတက်မတော်လည်းတက်ပြန်ထည့်လိုက်ရတာမူလပိုင်ရှင်စီပြန်ပေးလိုက်ရတာဒါပဲ။နော်ကိုယ့်ကိုသုံးမကြလို့ပြန်ပေးရတယ်ဆိုတော့ကိစ္စလေးလို့ခေါင်းထဲမှာမှတ်ထားသိချင်ပါတယ်ရှင့်။ เนาะ MND လည်းလားရှုံမအုပ်ချုပ်နိုင်တော့တဲ့အတွက်ပြန်ပေးလိုက်ရတယ်။ TNL လေးလည်းဒီလိုပဲသူတို့ရခိုင်မျိုးလေးမအုပ်ချုပ်နိုင်တော့တဲ့အတွက်ပြန်ပေးလိုက်ရတယ်။ဒါပဲဇလန့်ထားပဲရှင်။သူ့မှာဖြစ်တယ်နေနဲ့ကိုသုံးမကြတာလည်းကိုဖြစ်တယ်မှာလို့ပြောချင်ပါတယ်နော်။ဒါကတော့ဒီမှာဒီ TNL လေးတို့ဘာလို့ပြောလင်းချက်ကြီးနေတဲ့သူတွေကိုသတင်းချက်လည်းပေးတာပါရှင်။ဒီသတင်းပေါ်မှာလက်ခံခြင်းမခံခြင်းရတော့နားထောင်နေသူရဲ့စိတ်ဆန္ဒအတိုင်းပါပဲရှင်။ဒီမှာဒီလိုများရှင်ကျွန်မတို့ပြန်ဆက်ပေးမှာကတော့ထိုင်းနိုင်ငံမှာရှိတဲ့သတင်းလေးနှစ်ခုကျွန်မဆက်ဆက်ဆက်ပြီးတော့ပြန်ဆက်ပေးချင်ပါတယ်။သတင်းနှစ်ခုပုံပြပြန်ဆက်ပေးမယ်ပေါ့နော်။အဲ့ဒါကတော့ဘာလဲဆိုတော့ထိုင်းနိုင်ငံကနေပြီးတော့ထိုင်းအာဏာပိုင်ကပြစ်ခွင်းလိုက်တဲ့မြားတဲ့စင်က ဟိုစားငှက်နှက်ကောင်ထိသွားရရှင်ငှက်နှက်ကောင်ထိသွားရငှက်ဆိုတာကျွန်မနိုင်ငံမှာဒီပိတ်တွေခေါ်တာဒီလားဒီပိတ်တွေခေါ်တာပေါ့နော်တို့ကဟိုဗာလဲဘယ်လိုပြောသူများနိုင်ငံရောက်တဲ့ခါကျတော့နည်းနည်းလူဘွားရယ်လေလူဘွားရယ်ဟိုကကျတော့ကျွန်မနိုင်ငံလူဘွားမဟုတ်တာရှင်ဟုတ်ကဲ့လားလူဘွားလာဘွားနဲ့ဟိုကတီးမှာပဲပေါ့နော်အဲ့တော့တီးလိုက်တာပေါ့ရှင်ဓမ္မတဲ့အတီးခံရတဲ့အဖွဲ့ကတော့အာစီနန်းတော်စားတော့ဆိုင်ဖြစ်ပါရှင်ခန္ဓာတိမှာကြညာထားတယ်ဒီမှာအတူချုံပြီးပြောပြပါမယ်။အစီနန်းတော်ဆိုတာကတော့ Happy Bar and Kitty Club ဖြစ်ပါတယ်။အဲ့ဒီမှာဆိုမြန်မာဘာလို့နာမည်ကြီးရယ်ပေါ့နော်။အစီနန်းတော်ဟိုထိုင်းအာနာပိုင်တွေကဘယ်ချိန်လေးကစောင့်ကြည့်နေကြတော့မသိဘူးရှင်။ဒါဝင်ဖမ်းတဲ့အခါမှာလူအင်အားပေါ့နော်ရဲအင်အားလုံးကျုံအင်အား ပေါ့နော်စမှုစခွန်အုပ်ချုပ်ရေးပါပါတယ်အုပ်ချုပ်မှုဦးဆောင်ပြီးတော့ April 28ရက်မှာအင်အား200ကျော်နဲ့ဝင်ဖမ်းတာ200ကျော်နော်လုံးဝကိုဘယ်သူမှမလွတ်အောင်ကိုဖမ်းချင်လို့ဝိုင်းပိတ်ပြီးတော့ဖမ်းချင်လို့အင်အား200ကျော်သုံးလာတာရှင့်အဲ့လိုသုံးပြီးတော့ဖမ်းစီရခါမှာတနက်တွေကြီးစံနဲ့ငွေရစေးွားတွေတွေ့ရဲဆိုပြီးတော့ဒရင်လေးမှလည်းတက်လာတာရှင့်အဲ့အာစီနန်တော့မှာဆိုရင်ဒီအာစီနန်တော့အခန်းလေးကိုအသုံးပြုပြီးတော့လေလိုက်ပေါ်ကနေပြီးတော့ကျမတို့နေတိုင်းထိုင်ဆဲနေရတူရှိရရှင်အဲ့လူအခြေအနေမကောင်းလားမသိဘူးအခြေအနေမကောင်းလားမသိဘူးပေါ့နော်အဲ့လိုလည်းရှိပါတယ်ပြီးတော့မြန်မာတရား90လဲဖမ်းဆီးခံတယ်လို့သိရတယ်ဘယ်လို့ဆိုင်တော့ဘသူကြီးပါဝင်လဲဆိုတော့မသိရသေးပါဘူးရှင့်အခုကကြတော့ AC ရဲမင်းပေါ့နော်ရဲမင်းရဲ့ဟန်ပြလို့ကျမခေတ်ဟာကိုလည်း ဒီထိုင်းအနာပိုင်းကနေပြီးတော့အပီးကိုဖြိုဖျက်ခဲ့ပြီးဖြစ်ပါရှင့်အဲ့ဒီလေကျွန်တော်နည်းနည်းလေးပြောပြမယ်နော်ထိုင်းနိုင်ငံရဲ့ဇက်မှာရှိရဲ့အန်ယူဂျီနဲ့ PDF ထောက်ဖို့လူဖြစ်တဲ့ AC ရဲမင်းကဦးဆောင်တဲ့လူသမားခေဟာပေါ့နော်ဟန်ပြလူသမားခေဟာဖြစ်ပါရှင့်အဲ့ဒါကိုထိုင်းအနာပိုင်းကမီဒီယာညီမှာအပြီးပိုင်းနဲ့ချိုးပြလိုက်ပြီးဆိုတော့သိရပါရှင့်ဒီခေဟာဆိုရင်ထိုင်းနိုင်ငံမှာခလုံးနေထိုင်းနေညီမတို့ခတဲ့ညီမလူသမားဖူထုံရဲ့လောက်ကန်ခွန်လန်းနဲ့ဥပဒေရထောက်ပံ့နေပေးတယ်ဆိုပြီးဟန်ဆောင်ထားပါတယ်တဲ့အဲ့လိုဟန်ဆောင်ပြီးရခါမှာအကြမ်းဖက်ထောက်ဖို့နေတဲ့အတွက်ထိုင်းအစိုးရကဒီအဖွဲ့ကိုတရားမဝင်ဖွဲ့စည်းပြီးတတ်မှတ်ပြီးတော့ပိတ်သိမ်းလိုက်ခြင်းဖြစ်တယ်လို့သိရပါရှင့် ဒီ AC ရေးမင်းတို့အဖွဲ့ကအကြမ်းဖက်ထပ်ဖို့လားမဖို့လားဆိုတာတော့မှတ်တမ်းတက်ပုံလေးကြည့်လိုက်ပါနော်တကယ်ကိုအကြမ်းဖက်သမားတွေပြီးတဲ့တွေနဲ့ပတ်သက်ဆက်သွယ်ပြီးတော့ရိတ်ခါတွေအိုးစာနေရပုံနေတာဖြစ်ပါရှင့် ပြီးတော့ထိုင်ထိုင်ထိုင်အနာပိုင်းနေရာတဲ့ဒီလောက်ရဟာပေါ့နော်နိုင်ငံတွင်းမှာရှိတဲ့တရားမဝင်ရွှေပြောင်းလို့တမားတွေကိုထိန်းချုပ်ဖို့အတွက်စောင်ရွက်ထားတယ်ဆိုပြီးတော့သူကထင်မြင်ယူစားတယ်။ဟိုဆိုတရားမဝင်ဝင်လာတဲ့သူတွေကိုထိန်းချုပ်ပြီးတော့ဒီလူတွေစီကနေခေါင်းမဖြတ်တဲ့ကိစ္စတွေပြီးတော့ဒီလူတွေအင်အားကိုစုစည်းပြီးတော့ဆန္ဒပြပွဲတွေပေါ့နော်ပြီးတော့ထိုင်းနိုင်ငံအတွက်ကိုခက်ခဲဖြစ်စေမယ့်ကိစ္စတွေဒါတွေလုံဆောင်နေဆိုသူတန်တရားဝင်တယ်ပေါ့ရှင်။ဒါကြောင့်သူတို့ဟာဆိုရင်ဖြတ်သိမ်းလိုက်တာပြီးတော့ဒီအန်ယူဂျီနဲ့ဆက်ဆက်နေတဲ့အဖွဲ့တွေတဲ့ထိုင်းနိုင်ငံနယ်မိတ်တွေမှာလှုပ်ရှားမှုတွေပြုလုပ်မယ်ဆိုရင်လည်းသူတို့အနေနဲ့တင်းကျပ်စွာကြီးစုနေတယ်ဆိုပြီးတော့သတင်းရှင်းတွေကဖော်ပြထားမြင်တွေ့ရပါရဲ့ရှင်။ဒီတော့ဖြစ်စဉ်တွေအားလုံးချုပ်ကြည့်လိုက်မယ်ဆိုတော့ထိုင်းနိုင်ငံကနိုင်ငံတော်ချင်းပူးပေါင်းဆောင်ရွက်တဲ့ကိစ္စတွေကိုဒီဇိုင်းမဲ့မဲ့လှုပ်ဆောင်နေအောင်မြင်တွေ့ရပါတယ်။ ဒီကြတာတော့ထိုင်းနိုင်ငံနဲ့ဆက်မှနေပြီးတော့မြန်မာပြည်ကိုမီးမွေးနေတဲ့သူတွေပေါင်ကျင်းသွားတာတော့မှန်ပါပဲရှင့်အဲ့ဒီကျင်းတဲ့ပေါင်တဖြည်းဖြည်းသေးသေးလာမှဖြစ်ပြီးတော့နောက်ဆုံးသူတို့လည်းပြောင်းကျိုးခွဲဆွတဲ့အချိန်မှဒီရောက်လာမယ်ဆိုတာတော့သိကြပါပဲရှင့်အကြောင်းအလုံးကဘသူမပြုတ်မိမိမှုပါလေနော်အခုတို့လည်းတင်ရတဲ့ဖြစ်တဲ့အတွက်တဘွားတော်မဆန်ရတော့ကျွန်တော်တို့တို့ထင်တာလားတဘွားဆန်ရလို့ထင်တာလားဒါပေမဲ့တို့ဆန်မဲ့အရာကတဘွားတော်မပြည့်တော့ဘူးအခုတို့ကရမ်းများတော့လေသိလားအဲ့လိုဖြစ်တယ်ပေါ့နော်ဒီတော့အခုကကိုယ်စဉ်းစားပါရှင့်ခုချိန်မှာတော့အားလုံးကတော့ငါဘက်ကနိုင်နေနေဘက်ကနိုင်နေပြောနေကြတာပဲဒါပေမဲ့ဆုံးရှုံးမှုတွေဖြစ်လာတာကြာရှုံးမှုတွေဖြစ်လာတာဘယ်ဘက်ကလဲဆိုတာကတော့ထင်တာမြင်တာရှိပါရဲ့ရှင့်ဒီမှာတက်လာခုချိန်မှာဆိုရင်ဒီလူစစ်မှုတန်းကလည်း ခေါ်ဆောင်တဲ့ခါမှာအင်အားတစ်ခုထိရသွားပြီအရာအလုံးမျိုးတွေတော့ပြန်ရနေပြီရှင်အဲ့တော့မျိုးတွေတော့ပြန်ရနေပြီတချို့မျိုးတွေဆိုလည်းတိုက်ွက်တွေခေါ်တာတော်တော်ကောင်းနေပြီပြီးတဲ့ခါမှာအစ်စ်ညစ် drone တွေပေါ့နော် drone တပ်ဖွဲ့တွေပြီးတော့တရားဝင်ဝင်ထားတဲ့စမ်းသပ်တွေထွန်းတဲ့လက်နက်တွေစစ်စစ်စည်းစည်းမှာအုံပြုနိုင်တဲ့အိဆိုင်တွေပေါ့ဒါလေးတွေလည်းပို့ပို့တတ်တာသုံးနိုင်လာအောင်မြင်ရတယ်ရှင်ဒီမတက်တော့ကဒီလိုဒီလိုတိုးတက်လာပြီးတဲ့ခါမှာအကြမ်းမတမားကြီးကဒီလိုဒီလိုကြဆင်သွားခဲ့ပြီဒါကို online ပေါ်မှာနေပြီးလေးကျဲနိုင်နေရဲ့ဆိုတော့သိကြတယ်အဲ့လူကတက်ပြနိုင်ငံသွားဖို့အတွက်လက်မရတာလို့ဖြစ်တယ်ပဲအဲ့ကြောင့်လေးကျဲနိုင်တာမြေပြင်မှာရှိရတဲ့လူကလေးမကျဲနိုင်တော့ဘူးနော်ခဏနေအနေဝင်လာကြပြန်ပြီးပြီးခဲ့တယ်ခဏနေထွက်ပြေးသွားကြပြန်ပြီးခဏနေကိုယ့်ကိုယ်တတ်သိကြပြန်ပြီး ပီချက်တွေဒေါ်လေးမှာသွားကြည့်လိုက်နားနဲ့တော့မဆန့်ဒုဒုက္ခတရားတွေရဒါကိုနိုင်တယ်လို့ online ပေါ်ကနေអော်ရဲသေးတယ်ဆိုတာကတော့တော်တော်ကိုချင်းစာသိမရှိရပဲကို့အချင်းချင်းပြန်ပြီးတော့တစ္ဆာဖောက်နေတာပဲရှင်သိလားခါကြရင်ကျွန်မတို့ကလေတိုက်ပွဲရပြီးသွားပြီသိလားတိုက်ပွဲရပြီးသွားပြီကျွန်မဒါကျွန်မနိုင်ငံမှာအင်အားစုပေါ့နော်ဒီပိတ်နဲ့ဘောမနဲ့ရှင်ကြရပေါ့ဘောမတွေနိုင်သွားပြီရှင်နိုင်သွားပြီတကယ်နိုင်သွားပြီဘောမတွေရဲ့အနာဂတ်ကနှစ်ပတ်သားဖို့ပဲရှိတော့တယ်နော်အချင်းချင်းရုပ်ောက်ပွဲလေးပြင်ရမယ်မဲပေးကြမယ်ဘဝတသားရခက်တန်းကြမယ်ကျမတို့ကြုံခဲ့ရတဲ့ဒီဘောမဆိုတဲ့လူလန်းစားပေါ့နော်ဘောမဆိုတာရှင်းပြအခုကောင်းကြီးပြောတာပေါ့ တကယ်တော့အေးချမ်းစွာနေခြင်းနဲ့ပြည်သူတွေပါเนาะဒီပြည်သူတွေရဲ့အနာဂတ်ကကောင်းမှုပဲရှိတော့လေရှင်နည်းနည်းလေးတော့တောက်ခံဖို့လိုတာပေါ့เนาะပြီးတော့ဒီပိတ်တဲ့ဘောမှပြန်ပွဲမှာဘောမှနိုင်သွားပြီရှင် နော်ဘာကြောင့်နိုင်လဲဆိုတော့တသက်ပြချက်တွေကျွန်တော်တို့နေတိုင်းပြောတဲ့သတင်းတွေနားထောင်ကြည့်မယ်ဆိုရင်မြေပြင်မှာဖြစ်တဲ့အရာတွေကြည့်မယ်ဆိုရင်သိရှိနိုင်ပါရဲ့ရှင့်နော်ကျွန်တော်တို့ရှောက်ပြောလို့ရတဲ့ကိစ္စမဟုတ်ဘူးနော်အားလုံးကသိတဲ့ကိစ္စအားလုံးကလူတွေပဲအုံနောက်ရှိရအားလုံးကသမင်းစားပြီးတော့ကြီးလာကြတဲ့သူတွေကြီးပဲအုံနောက်ရှိရဟုတ်တယ်မလားကျွန်တော်တို့ပြောတဲ့သတင်းမှန်လားမမှန်လားမြေပြင်မှာတိုက်ဆက်သိတာကြီးပဲဟာကြည်သေးတယ်နော်တော်လန်ရဲ့ကိုလိန်ညာပြီးတော်လန်ရဲ့ကလည်းသမင်းစားရတဲ့သူတွေကတော့လိန်နေဦးမှာပဲသူတို့ကတော်လန်ရဲ့ကိုမပြီးစေချင်ဘူးလေမပြီးဖို့အတွက်ကရှုံးတယ်လို့ဘယ်တော့မှဝန်ခံမှာမဟုတ်ဘူးအောင်းနဲ့အောင်းနဲ့နိုင်မယ်နိုင်မယ်ဆိုပြီးတော့တောက်ခံသွားမှာတော်လန်ရဲ့ကမပြီးမှာအဲ့တော့မှအစ်တော်လန်ရဲ့ရှိနေမှာသူတို့သမင်းစားရမှာလေကြည်သေးတယ်စဉ်းစားတတ်ဖို့ပြောပြတာပါသူတို့ပြောတာရှုံးပြီးတော့နိုင်နေနိုင်ပြီဆိုပြီးတော့ကိုဘွားကိုထပ်ပြီးစတဲ့ရေးမယ်ဆို ော့လည်းဒါကိုထိုင်နေကိုကန်လို့ပဲပြောလိုက်ချင်ပါရှင့်နော်ဒါတော့ထိုင်းနိုင်ငံမှာဖြစ်တဲ့ကိစ္စအနေနဲ့ပတ်သက်ပြီးတော့အနိုင်ရှုံးလို့ကျွန်မခွဲပြတာဖြစ်ပါတယ်ကျွန်မခွဲပြတာမကျင်တော့ဘူးဆိုလဲကိုကကိုကိုညံမီလောက်စဉ်းစားပြီးအနိုင်ရှုံးခွဲလို့ရရတယ်နော်ဒါကတော့ကိုယူစားနဲ့ကိုပဲကိုကယူစားနဲ့ကိုပဲကျွန်မဘာလို့ယူစားမှာဘာမှလိုက်ပြောပြောမှာမဟုတ်ဘူးဟိုတိုင်းရှင်းလာတော့လုံမယ်ပေါ့နော်တိတ်ပြီးတော့ပြောချင်ဦးပြီးတော့ကိုကကိုကိုဘက်ကနိုင်ငံထင်လို့ရှင့်ငါတို့ဘာကြောင့်နိုင်လဲဆိုတာကိုတက်တည်ပြချက်နဲ့ကိုပြောကြ နော်ကျမတို့တော့လာမဆိုင်နဲ့ကျမတို့ဆဲလေးပြီးမဆိုင်ဘူးဒီကျွန်တော်လေးဖြစ်ကျွန်တော်ပြူးဆိုင်မနေဘူးသိလားသူတို့ပြောလို့ကျမတို့ဒေါသတွေတော့မထွက်ဘူးအဲ့ဒါကျမတို့အနိုင်ရရှိခြင်းပဲကျမတို့ကမော့အောင်သွားပြီဒီလောကမှာမော့အောင်သွားပြီနော်ကျမတို့လာဆဲလေးကျမတို့အေးအေးဆေးပဲထိုင်တော့အော်ငါ့ကိုဆဲနေပါလားဆိုတော့ဒီလူပြောတဲ့ချက်တွေကနေအားနည်းချက်တွေကျမတို့ရှာထုတ်နိုင်တဲ့အဆင့်တွေကိုကျမတို့မော့အောင်သွားပြီသိလားအဲ့ဒီပေါ်မှာ emotion လည်းမရှိဘူး one day လည်းမရှိဘူးဒေါသဖြစ်ခြင်းလည်းမရှိအေးဆေးထိုင်တာထောင်ပြီးတော့ဒီကောင်ကပြောတယ်ဗျာဘာအားနည်းချက်ရှိလဲဆိုတော့ခိုင်းချိနိုင်တဲ့အထိကိုကျမတို့ကမော့အောင်သွားခဲ့ပြီရှင့်အဲ့ဒါကျမမှမဟုတ်ဘူးကျမတို့ဘက်ကမိဘပြည်သူတော်များလည်းမော့အောင်သွားပြီ မတူဟုတ်လို့ဘလောက်ဆဲဆဲ online ပေါ်နေဘလောက်ချင်းချောက်ချင်းချောက်ကျမတို့လုံးစားချီရလောက်တယ်ကျမတို့ဝိပါပြီသူတွေအားလုံးကအဲ့လိုပဲเนาะပြီးတော့ဘောမာတွေကမောအောင်သွားပြီဖြစ်တဲ့အတွက်ဒီပိတ်တွေကြက်တလောက်ဆဲเนาะဘောမာတွေ keep site တော့เนาะအဲ့လိုခေါင်းထဲမှာထည့်ထားစေချင်ပါရှင့်เนาะဟောဘယ်လိုပဲဖြစ်ဖြစ်တော့เนาะပြပြရပါဒီပိတ်တွေအစဲထူတော့လေ ကျမတို့ကလည်းဆဲတဲ့အပိုင်းမှာမှော့အောင်ကတော့ခတ်တယ်ခတ်သွားပြီပေါ့နော်သူတို့ကျမတို့ဘလို့မှတွန်းတန်လို့မရတော့ဘူးခြေနေကအလိုရှိပါရှင့်ပြီးတော့ဘလူဝေးပါပဲပြောပြောဘလူဝေးဝေပန်ဝေပန်ကျမတို့နိုင်ငံတော်အတွက်လှုပ်ရှားရှိရဆက်လုပ်ကြအောင်ပါရှင့်ဒါလေးကဒါကျမတို့အားလုံးရဲ့မှန်ကန်သောရွေးချယ်မှုသာဖြစ်ပါလိမ့်မယ်ရှင့်ကျမတို့တင်ဆက်မှုတွေကိုအငြင်းအားပေးကြတဲ့ဒီဘက်ပြည်များအားလုံးဆဲချနာကိုကြမှာကြပါစေကျမတို့ကောင်းသောအနာဂတ်လေးတွေကိုအမြဲဆုံးပိုင်ဆိုင်နိုင်ကြပါစေလို့ကျမတို့ Prime Media ဖွဲ့သားများအားလုံးမှဆုတောင်းမေတ္တာပို့သလိုက်ရပါရှင့် Thank you